မင်္ဂလာပါလို့နှုတ်ဆက်ပါတယ်ဒီနေ့ချစ်ရတဲ့အိမ်တော်မိသားစုများတယောက်နဲ့တယောက်တစ္ဆာရှိကြဖို့ရန်အတွက်အားပေးခြင်းပါတယ်ကျွန်တော်တို့ဇနီးမောင်နှံနှစ်ယောက်ဆိုရင်အိမ်တော်ပြုအစမှာအိမ်တော်စပြုတော့ထမင်းနဲ့ငတ်ခဲ့ဘူးတယ်စားစရာမရှိခဲ့ပါဘူးရေတောက်ပိုင်းမအောင်ပြီးတော့မှဘဝကိုဖျက်ဆီးခဲ့ရတယ်ဘယ်နှစ်ရက်လောက်ရှိလဲဘယ်နှစ်ရက်လား၃ရက်လောက်၃ရက်လောက် 3ရက်လောက်ကျွန်တော်တို့ဖြတ်တန်းခဲ့ရတယ်။ရေတောက်ပိုင်းမောက် ရေတောက်ပိုင်းမောက်3ရက်တိတိငက်ပြက်ပြီးတော့မှ3ရက်မြောက်ကျော်လာတဲ့အခါမှာကောင်းမွန်ပြန်စားခဲ့ရတယ်။အဲ့တော့ဘာကိုပြောပြချင်လဲဆိုတော့ဒုက္ခဆင်းရဲပြဿနာတွေစိန်ခေါ်မှုတွေငက်ပြက်ခြင်းတွေကြုံတဲ့အချိန်မှာ တုန်းကဆိုရင်တယောက်နဲ့တယောက်ကျွန်တော်တို့အယံချစ်ကြတယ်။သစ္စာရှိတယ်။တယောက်နဲ့တယောက်အာမင်းကိုယူရတာကွာ။ထမင်းလည်းငတ်တယ်ဆိုပြီးမထားခဲ့ပါဘူးနော်။ သူကလည်းနင့်ကိုယူတခြားယောက်ျားယူရင်ထမင်းငတ်เสียကြောင်းမရှိနင့်ကိုယူမှထမင်းမလုတ်ပါဘူးတယောက်နဲ့တယောက်ငတ်လဲအတူတူပြက်လဲအတူတူဒုက္ခဆင်းရဲကြုံရလဲအတူတူကြော်ဖြတ်ခဲ့တယ်ဒီကနေ့ဖခင်ကျေးဇူးတော်ကြောင့်အောင်မြင်လာတဲ့အချိန်မှလဲဖခင်အသုံးပြုလာတဲ့အခါမှလဲတစ္ဆာရှိဖို့ကအင်မတန်အရေးကြီးပါတယ်ဟိုငတ်ပြက်ခဲ့တဲ့ဒုက္ခဆင်းရဲကြုံတဲ့အချိန်မှတုန်းကလဲကြော်ဖြတ်ခဲ့တဲ့အချိန်တုန်းကလဲတစ္ဆာရှိစွာအတူကြော်ဖြတ်ခဲ့သလို့ အောင်မြင်လာတဲ့အချိန်မှာလဲအထူးတစ္ဆာရှိဖို့အင်မတန်မှအရေးကြီးပါတယ်။ဘာကြောင့်လဲဆိုတော့ယနေ့ခေတ်ကြီးတည်းမှာနော်ဒုက္ခဆင်းရဲကြုံတဲ့အချိန်မှာပင်လေအတူတူတစ္ဆာရှိစွာကြော်ဖြတ်ခဲ့ကြပေမယ့်အောင်မြင်လာတဲ့အခါမှာစကပုံရှိရလေ8ပေါင်းတော့စိတ်ပြောင်းနေလေ။အဲ့ဒါအရေးကြီးရနော်။8တဲပတ်စံရောက်လာတဲ့အခါမှာကိုယ့်ရဲ့ตาကိုရဲ့မရကိုမေ့တက်ကြတယ်ယောက်ျားလေးတော်တော်များများကိုအိတ်ထဲပတ်စံရောက်လာတဲ့အခါမှာကိုယ့်ရဲ့ခင်ပွန်းตา သမီးကိုမေ့တက်ကြတယ်ဒီနေ့ဇနီးတဲ့တော်တော်များများကအက်ထဲမှာကျွန်တော်တို့မပါဘူးတင်းတို့လည်းမပါကြပါစေနဲ့ဘာကြောင့်လဲဆိုတော့တစ္ဆာရှိတယ်ဆိုတာကအိမ်တော်တစ်ခုမှာအင်မတန်အရေးကြီးပါတယ်နော်ချစ်တယ်ရတယ်ချစ်ပြီးရင်တစ္ဆာရှိဖို့လိုပါတယ်မဖောက်ပြန်ဘူးဟုတ်တယ်နော်ဒုက္ခပြဒနာကြုံတဲ့အချိန်မှာအတူတူတစ္ဆာရှိဆိုတော့ကြောပြက်ခဲ့ပြီးပြီလေအောင်မြင်တဲ့အချိန်မှာလေငါမိမငါယောက်ျားလွယ်ပြီးကျန်တော့ငါဘာကိုယူဆမှာကျန်တာဖွဲစကွဲပြီးတတ်မှတ်ပြီးတော့မှာ အနာဂတ်ကိုစက်ကြောဖြစ်ပါပိုအောင်မြင်ဖို့ပဲရှိမယ်ဖျားသခင်နဲ့နှစ်သက်တော်အရာဖြစ်တယ်ဖျားသခင်နဲ့တာယူကောင်းချီးပေးလိမ့်မယ်အာမင်ဒါအရန်အရေးကြီးပါတယ်နော်ဒါကြောင့်လေဖောက်ပြန်ခံပြီးစိတ်ဝင်လာတဲ့ချိန်ငါဘလို့ဘယ်ဘဝကနေလာလဲငါတို့ဇနီးမောင်နဲ့ဘလို့ကြော်ဖြစ်လာလဲဘလို့ဒုက္ခပြဿနာကြော်လာပြီပဲငါမိမလောက်ငါဘောတစ္ဆာရှိတာဘယ်သူမှမရှိငါယောက်ျားလားငါဘောတစ္ဆာရှိတာဘယ်သူမှမရှိတော့ အဲ့ဒါလေးကိုပြန်ပြီးတော့မှအနာကအတိတ်ကိုပြန်စဉ်းစားမှငါတို့ကြော်ဖြတ်ခဲ့တဲ့အတိတ်ဘဝခက်ခဲတာတွေကြော်ဖြတ်ခဲ့တယ်။အောင်မြင်မှငါဖောက်ပြန်ရအောင်ငါယောက်ျားကောင်းဖြစ်တယ်ငါမိန်းမကောင်းဖြစ်တယ်ငါဘယ်တော့မှမဖောက်ပြန်ဘူးဆိုတော့အတိစိတ်လေးကိုအမြဲတမ်းထဲ့ပါလို့နော်အဲ့ဒါဆိုရင်သင်ကနေ့တိုင်းမှာအောင်မြင်တဲ့တာယာတဲ့ပျော်ရွှင်တဲ့အိမ်တော်မိသားစုဇနီးမောင်နဲ့ relationship တစ်ခုကိုပိုင်ဆိုင်ရရှိမှာဖြစ်ပါတယ်လို့ဝေမျှလိုက်ပါတယ်။အားလုံးကိုအသက်ရှင်သောဖခင်ယေရှုဖခင်ကောင်းချီးပေးပါစေ။ Amen.